ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Marcus Rashford ရဲ့အဖွဲတာဝန်ရှိသူတွေရဲ့ဘက်ကတော့ Barcelona အသင်းနဲ့မကြာသေးခင်ကပဲဆွေးနွေးမှုတွေထပ်ပြီးတော့ပြုလုပ်ခဲ့တယ်ဆိုပြီးတော့အတည်ပြုထားကြောင်းကျွန်တော်သိရတယ်။ Barcelona ရဲ့ဘက်ကတော့ Nico Williams ရောက်လာနိုင်ခြင်းရှိသည့်တိုင်အောင်ကိုပဲ Marcus Rashford ကို market opportunity တစ်ခုဖြစ်ပေါ့နော်။ခေါ်ယူဖို့အတွက်စဉ်းစားလျက်ရှိတယ်ပေါ့ဗျာ။ကစားမရဲ့ဘက်ကတော့ Barcelona ကိုပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေပြီးတော့ အကယ်လို့ပြောင်းရဖို့အတွက်အချိန်ထက်စောင့်ရမယ်ဆိုလို့ရှိရင်လည်းစောင့်သွားမယ်ဆိုတဲ့စန်တာတွေရှိနေတယ်ပေါ့ဆိုတော့ market stretch ဖို့နဲ့ဘာစီလိုနာအသင်းတို့ရဲ့ဂျာတွေကအပြောင်းရွှေ့အခြေအနေတွေကလုံးဝမပြီးဆုံးသေးဘူးပေါ့ဗျာ market stretch ဖို့ကိုခေါ်ဖို့အတွက်ဘာစီယာထပ်ပြီးတော့ကျူးမန်းနိုင်ခြင်းရှိသေးတယ်ပေါ့ဆိုတော့ဘာစီလိုနာရဲ့ဘက်ကကစားသမားတကယ်ကောင်းလို့တို့နော်အရင်ကြီးအခြေအနေကောင်းလို့သူတို့အသင်းတို့ကနော်အခြေအနေအင်မတန်ကောင်းလို့ဆိုပြီးတော့ဝယ်မဲ့ပုံစံမျိုးကျွန်တော်ဟုတ်မနေဘူး market opportunity တခုဖြစ်ရှိနေလို့ပဲသူတို့ခေါ်ကျင်တာဒီနေရာမှာကျွန်တော်ကတော့ဗောနော်ဘာစီအတွက်ပို့ပြီးတော့အတိတ်ပဲရှိတာကအကယ်လို့ Nico Williams နဲ့သူတို့ရဲ့အပြောင်းရွှေ့တာမဖြစ်မြောက်ခဲ့ဘူးဆိုရင် market stretch ကိုခေါ်ဖို့ကြိုးပမ်းမယ်ဒါကပို့ပြီးတော့အတိတ်ပဲရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ဗောနော် Nico Williams ကိုရလို့ Williams ကိုခေါ်ပြီးသွားပြီဟေးဆိုလို့ရှိရင်တော့ market stretch ကိုသူတို့ခေါ်ကြမှာခေါ်တော့မှာဒီနေရာမှာတော့ကစားမဘက်ကလည်းကစားမတောင်ရှိသူတွေဘက်ကလည်းဘာစီလိုနာတောင်ရှိသူတွေနဲ့ဆွေးနွေးနေတယ်ဆိုတာတွေကဗောနော် ဒါအများကြီးကောင်းနေတဲ့တည်းမယ်အများကြီးကောင်းနေတဲ့တည်းမယ်ဘာလို့လဲဆိုတော့အဓိကတော့ဗျာ market stress ရှုအတွက်ဘာစီလိုနာမကလို့ဘဲဘဲပြောင်းပြောင်းကိုရီတကယ်လက်လွတ်ရမယ့်ကစားမကိုလက်လွတ်နိုင်အောင်ကျူးပန်းနိုင်တင်တာကိုပဲကောင်းနေပြီဆိုတော့ market stress ရှုရဲ့အချိန်ကြီးကလည်းဗျာသူ channel တင်းနေသူမပြောင်းချင်ဘူးဘာစီလိုနာမှဘာစီလိုနာပဲသူပြောင်းချင်တာပေါ့နော်တော့ဟိုလာသာလာသာဆိုလို့ရှိရင်လည်းပဲသူက short ယူသွားမယ့်အချိန်မျိုးပဲဘာစီကိုပြောင်းကစားခွင့်ရမယ်ဆိုရင်လာသာတွေလည်းသူ short ယူနိုင်တယ်ဆိုတဲ့သဘောပေါ့နော်ဒါကြောင့်အချိန်ကြီးရ ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီအပြောင်းအရွှေ့ကဖြစ်ဖို့အတွက်တော့ဒါအများကြီးတော့ဗောနော်ကျွန်တော်အခြေအနေမရှိဘူးအဓိကကကျွန်တော်နီကိုဝီလီယမ်စ်နဲ့ဘာစီရဲ့အပေါ်မှာအများကြီးမူတည်နေတယ်ဆိုတော့လက်ရှိနီကိုဝီလီယမ်စ်နဲ့ဘာစီရဲ့ဂျာတွေကအခြေအနေကဘယ်လိုဖြစ်နေလဲဆိုတော့နီကိုဝီလီယမ်စ်နဲ့ဘာစီလိုနာတို့က6နှစ်တတန်းရှိတဲ့စာချုပ်ချုပ်ဖို့ပိုကိုဝီဆိုင်ရာသဘောတူညီမှုကကျွန်တော်ရသွားပြီเนาะဒါအပြင်ဘီဘာအိုနဲ့ဘာစီလိုနာတင်းရဲ့ဂျာတွေမှာလည်းဒီနီကိုဝီလီယမ်စ်ရဲ့ကျွန်တော်တို့ဒီပြောင်းရွှေ့ကြီးအတွက်ဗောနော် စာချုပ်ပါရိုကြီး ယူရိုတန်း60ကိုပေးဖို့အတွက်ဆွေးနွေးနေကြပြီ။အဲ့တော့ဘာစီရဲ့ဘက်ကလည်းအဲ့ဒီအဲ့ဒီကြေးကိုသူတို့ပေးချင်တယ်ပေါ့နော်။ဟိုရော်ကြီးပြိမယ်ဆိုလို့ရှိရင်ဘီဘာဘက်ကဘာမှလုပ်လို့မရဘူးကိုနော်။အချိန်ကြီးကသူတို့ကလုံးဝလက်ကိုလက်လှုပ်ရမှာအဲ့ဒီတွေသူတို့ကကျူးပန်းနေကြတာ။ဆိုတော့ဟိုဒီအခုလက်ရှိအဲ့ဒီအချိန်ကြီးပေါ်မူတည်ပြီးမှ market structure ရဲ့အပြောင်းအရွှေ့ကအများကြီးဖြစ်လာမှာတခုတော့ရှိတာပေါ့နော်နီကိုဝီလျံစ်ကိုလည်းခေါ်မယ်နော်ရလို့ရှိရင် market structure ကိုပါခေါ်မယ်ကွာဆိုတဲ့ပုံစံမျိုးလေးဖြစ်ကောင်းတော့ဖြစ်နိုင်တာပဲသူတို့ဘက်ကကြည်နေတယ်ပဲ လူစင်းတောင်းနေကောင်းနေပဲဘူးเนาะဒါပေမဲ့လို့ market strategy ဘက်ကကျွန်တော်ကြည့်ရင်ကျတော့ပွဲကစားခွင့်တွေကအရေးပါလာတော့မှာဗျာအကယ်လို့တခြားအသင်းကိုကျွန်တော်ပြောင်းပြီးတော့တောက်လျှောက်ကြီးအရန်ကုန်ကိုထိုင်နေရတယ်ဆိုလို့ရှိရင်လည်းကစားသမားတွေကအတိတ်ပဲရှိမှာမဟုတ်ဘူးလေဟိုပွဲကစားခွင့်ရဖို့ကတော့ကိုပိုင်ကိုတိုင်ကြိုးစားယူမှရမှာပေါ့เนาะဒါပေမဲ့လို့ဘာစီမာကအရေးချင်းရှိတဲ့ကစားသမားတွေကအများကြီးပဲเนาะဒါပြင်ကြိုးစားကြတဲ့ကစားသမားတွေကလည်းအများကြီးပဲ เนาะနေရာတိုင်းမှာဟာကွက်မရှိအောင်ကျူးသားပြနေကြတာလူငယ်ကစားမားတွေကလူလက်တွေရောအတွေ့အကြုံရှိကစားမားတွေကအကုန်လုံးကအမှန်ကန်ကစားပြနေကြတာကစားပြနေကြတာဒါပေမဲ့လို့ market stretch ဖို့အတွက်ဒီဟာကမလွယ်ဘူးပေါ့เนาะအကယ်လို့အတင်းပြောင်းရမယ်နီကိုဝီလီယမ်စ်ကိုလည်းခေါ်ပြီးသွားပြီဘာစီရဲ့ဘက်ကလက်ရှိမှာ rush book ကိုလည်းထောက်ခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင် market stretch ဖို့ကစဉ်းစားရတော့မှာဗျာเนาะဟိုဘယ်လိုပြောမလဲ Rafinha တို့ဒီတယ်မလား Yamel တို့လူကစားမားတွေ Leonowski တို့လူတိုက်စစ်ပိုင်းဒီမှာ နီကိုဝီလျံစ်ပါထက်ရောက်လာပြီးတော့ရက်ရှုကပါပြောင်းအောင်မယ်ဆိုလို့ရှင်သူ့အတွက်ပွဲကစားခွင့်ဟာအင်မတန်နှဲသွားမှာဘာစီကို ပြောင်းကျင်နေဆိုတာကလည်းကစားခွင့်ကရအောင်မှာเนาะဘာစီကိုတော့ပြောင်းနေရပြီဟိလုံးဝတရားဒီမှာနှစ်ပွဲလောက်ပဲကစားလိုက်ရတယ်ဆိုလို့ရှင်ကစားမရဲ့ကျွန်တော်နေတဲ့ဒီအချိန်ဒီမှာအဆင်ပြေမှာမဟုတ်ဘူး market swatch က28နှစ်ကိုကျွန်တော်ကြော်လာပြီဗျာဟုတ်တယ်မလားဒါအရေးကြီးတဲ့ကစားမတစ်ယောက်ဖြစ်အတင်းတင်းမှာမြင်တွေ့သိနေပြီဒါမျိုးပေါ့ဒါမျိုးလို့လက်ရှိဒီပုံစံဆိုလို့ရှင်တော့ red shoe တော့ကမလွယ်ဘူးဒါကြောင့် market swatch ကတော့ ာစီလိုနာတာဝန်ရှိသူတွေနဲ့ဆက်ပြီးတော့ဆွေးနွေးထားတာတွေကျွန်တော်တို့ရှိတယ်။ဘာစီရဲ့ဘက်ကလည်းထပ်ပြီးတော့ခေါ်ဖို့အတွက်ကြိုးပမ်းသွားနိုင်ချေရှိသေးတယ်ဆိုတော့ဒီအပြောင်းအရွှေ့ဘာစီရဲ့ဘက်ကဘယ်လောက်ထိထိအောင်ကြိုးစားလာမလဲပဲကျွန်တော် စောင့်ကြည့်ရတော့မယ်။ market stretch book ကတော့ဘာစီလိုနာမှဘာစီလိုနာဖြစ်နေတယ်ဆိုတော့လေ